ါရှင်ကျမကတော့ဒီဂျူလိုင်းမှာ DVB ရုပ်မြင်သံကြားရဲ့နေ့လည်နေ့တိုင်းအချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးတော့မှာပါမြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းကိုလည်းရှုသားကြမှာဖြစ်ပါရရှင်အမျိုးသားညီညွတ်ရေးဆိုရ NGO တရားရေးဝန်ကြီးဌာနကမြို့နယ်အစဉ်တရားရုံ32ရုံနဲ့ဂျားကာလာအယူခံရုံတရုံဖွင့်လှစ်နိုင်ပြီလို့မေလ2ရက်နေ့ကထုတ်ပြန်ထားပါတယ် 2022ခုနှစ်မေလ16ရက်နေ့ကစတင်ကမြို့နယ်တရားရုံး15ရုံးစတင်ထူထောင်ကအရက်ဖတ်တရားစီရင်ရေးကိုစတင်ခဲ့ပြီး2024ခုနှစ်နှစ်ကုန်အထိတရားသူကြီး132ဦးတို့ကမြို့နယ်တရားရုံး29ရုံးမှာမြေပြင်တရားစီရင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နေပြီဖြစ်ပါတယ်။မြို့နယ်ဥပဒေရုံး31ရုံးကိုလည်းဖွင့်လှစ်ထားနိုင်ပြီးဥပဒေအကြံဉာဏ်ပေးရဲ့ဥပဒေအကြံဉာဏ်ပေးဖို့နဲ့အမှုလိုက်ပါဆောင်ရွက်နိုင်ဖို့မြို့နယ်ဥပဒေတာဝန်ခံ18ရောက်ဒုတိယမြို့နယ်ဥပဒေတာဝန်ခံအယောက်20 တွဲဖက်ဥပဒေတာဝန်ခံ၂ယောက် စုစုပေါင်းဥပဒေတာဝန်ခံအယောက်၄၀ကိုခန့်အပ်တာဝန်ပေးအပ်ထားရလို့ဆိုပါတယ်စစ်ဘက်တရားစီရင်ရေးရာကာကွယ်ဝင်ကြီးဌာနအနေနဲ့လည်းအကျဉ်းစစ်တရားရုံး၁၀ရုံးစစ်ခုံရုံး၂ရုံးဖွဲ့စည်းကစစ်ရေးဆိုင်ရာပြစ်မှု၁၂ခုကိုစစ်ဆေးဆောင်ရွက်လျက်ရှိပြီးစီမံခန့်ခွဲမှုနီးလမ်းအရလည်းအပြစ်ကျူးလွန်သူ၅၈ယောက်ကိုအေးအေးယူဆောင်ရွက်နိုင်ခဲ့တယ်လို့သိရပါတယ်ရှင် ဒုတိယဗိုလ်ချုပ်ကြီးမြို့မိုးအောင်ရုံထိုင်ကုတ်ကဲနေတဲ့မန္တလေးတိုင်းချမ်းရီတာဆန်မြို့နယ်ကတမယမှုကိုရဲတွေကမမိသေးပေမဲ့တကိုးနဲ့လူရဲသူတွေကိုဇက်တိုက်ဖမ်းမိလာတယ်လို့မြို့ကနေစီကနေသိရပါဗျ။ဧပြီလ28ရက်ကကျမ်းမြတာစီမြို့နယ်အောင်ပင်လေရက်ကွက်ကရွှေစာမဏီရွှေဆိုင်ကိုဓမြတိုက်တဲ့ဖွဲ့ကိုမမိသေးပေမဲ့တိုင်းရုပ်တဖွဲ့ကဧပြီလ29ရက်နေ့မှာချမ်းအေးတာဆန်မြို့နယ်ကလိုက်လံခိုးယူနေတဲ့တခိုး9ယောက်ဖွဲ့ကိုဖမ်းမိခဲ့တယ်လို့အုတ်ချုပ်ရေးနဲ့နှိဆက်သူတယောက်ကပြောပါရီး ဖမ်းမိတဲ့ဘက်မှာချမ်းရည်သာဆန်မျိုးနဲ့ရံမျိုးလုံးရက်ကွက်လမ်း80နဲ့82လမ်းကြား32လမ်း B ရှိတိုက်ခမ်းမြင်ကြီးဓာတ်ကနေ3400ကျော်ဝင်ရောက်ခိုးယူခဲ့တဲ့အမျိုးသား3ယောက်နဲ့မျိုးသမီး2ယောက်ပါအဖွဲဖြစ်တယ်လို့သူကရှင်းပြပါတယ်အလားတူပသိမ်ကြီးမျိုးနဲ့ရေထွက်ကျွော်မှာဒီဘက်လ28ရက်နေ့ကအငိမ်းစားပါမောက်ခတရားကိုတတ်ပြီးရွှေငွေလက်ဝတ်ရတနာတွေယူသွားတဲ့အမျိုးသားကိုလည်းမေလ1ရက်နေ့မှာဖမ်းမိရခဲ့တယ်လို့ရဲတပ်ဖွဲ့နဲ့နှီးဆက်တဲ့သတင်းရင်းမြစ်ကပြောပါတယ် ။ငလင်တန်းတင့်နဲ့မန္တလေးတိုင်းချမ်းမြသာစီမြို့နယ်အောင်ပင်လေရက်ကွက်ကရွှေစာမဏီရွှေဆိုင်ကိုဧပြီလ28ရက်နေ့လယ်3နာရီမှာပျောက်ကြားယူနီဖောင်းဝတ်ထားသူ၂ယောက်ဦးဆောင်တဲ့အဖွဲ့ကဓမြတိုက်ပြီးတော့ရွှေတဲပစ္စည်း3600ကျော်ယူဆောင်သွားခဲ့ပါရဲ့ရှင်။အနာဒိစကောက်စီကပြုလုပ်မဲ့ရွေးကောက်ပွဲမှာမပါဝင်ကြဘူးနိုင်ငံရေးပါတီတွေကို KNU ကရင်အမျိုးသားစည်းရုံးကသတိပေးပြောဆိုလိုက်ပါတယ်။မောင်တူးသတင်းပေးပို့ထားပါတယ်ရှင်။ ဟုတ်ကဲ့ပါအာနာသိစ်ခေါင်းဆောင်ကဒီဇင်ဘာလသို့မဟုတ်ဇန်နဝါရီလမှာရွေးကောက်ပွဲကိုမဖြစ်မနေပြုလုပ်သွားမယ်လို့ထပ်မံပြောဆိုနေကြမှာပဲနိုင်ငံရေးပါတီတွေကို KNUK မျိုးသားစည်းရုံးကစစ်ကောင်စီရွေးကောက်ပွဲမှာ မပတ်သက်ကြဘူးထပ်မံသတိပေးပြောဆိုလိုက်တာပါအဲ့ဒီရွေးကောက်ပွဲဝင်တဲ့ဟာတွေကလည်းသူတို့သိဖို့ကဒီဒီရွေးကောက်ပွဲကလွတ်လပ်မြတ်တဲ့တရားရွေးကောက်ပွဲတွေလည်းမဟုတ်ဘူးဟိုတကယ်ဟိုလူထုကိုကိုစားပြုတဲ့ပါတီလည်းဝင်ရေးရှင်ပြိုင်လို့လည်းမရဘူး ဒီပါတီတွေအားလုံးကလည်းစေအာဏာရှင်စနစ်နဲ့နီးစပ်တဲ့ပါတီတွေဒါလေးဖြစ်တယ်ဆိုတော့ဒါရှင်းရှင်းလေးပဲလေလူလူကိုကိုစားမပြုတဲ့ဒီနိုင်ငံရေးပါတီကရွေးကောက်ပွဲဝင်နေဆိုပေမဲ့လည်းကြာလူတို့ဘလို့မှကိုစားပြုလို့မရဘူးဆိုတော့ဒီဟာတွေကစေအာဏာရှင်စနစ်ကိုအသက်ဆုံးရှည်ရေးအတွက်တက်တက်မဲ့သွားပြီးတော့အဖြုံအချိန်ဖြုံပြီးရရကြရဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒီပါတီတွေလုံးဝဒီဟာကိုလုံးဝစားပါတော့ဒီဒီ လှုပ်ဆောင်မှုအထူးသဖြင့်ဒီရွေးကောက်ပွဲမဝေးမှာ ਨੇ ဆိုတော့ကျွန်တော်တို့ပြောရတာကြားတယ်လေအဲ့ဒါစစ်ကောင်စီဟာ2020ရွေးကောက်ပွဲမှာပြတ်သက်နိုင်ရခဲ့တဲ့အင်တီပြည်သူအစိုးရကို မတရားအာဏာသိမ်းယူထားတာမို့စစ်ကောင်စီကပြုတ်လုပ်မဲ့ရွေးကောက်ပွဲဟာလည်းတရားမဝင်ဘူးလို့ဆိုပါတယ် ကျွန်တော်တို့သဘောထားရှိချင်းလေးပဲဒီစစ်ကောင်စီတွေလုံမဲ့ရုပ်ောက်ပွဲတော့တရားဝင်မှုဖြစ်လူထုဆန္ဒကိုလည်းအခြေမခံထားဘူးဟိုဒီ1600ပုံမှာအခြေတည်ပြီးတော့ဒီစစ်အနာရှင်တနစ်ဆက်စနစ်သက်ဆိုးရှည်ရေးအတွက်လှုပ်ဆောင်လာဖြစ်တဲ့ကျွန်တော်တို့ဘလို့မှလက်ခံလို့မရဘူးကျွန်တော်တို့နေမြန်မာလည်းဘလို့မှခွင့်မပြုနိုင်ဘူးအဲ့ဒါရောရှင်းလင်းပြောထားပြီးသားဖြစ်တဲ့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီကိစ္စတွေကိုဘယ်ရတဲ့နီလန်းဆိုကျွန်တော်တို့ဆန့်ကျင်သွားမယ်ဆိုတော့ကျွန်တော်အဲ့ဒါပြောရဖြစ်တဲ့ ။ဘာဖြစ်လဲဆိုတော့ဒီစက်အနာရှင်စနစ်ကကျွန်တော်တို့အတွက်လုံးဝလုံလောက်သွားပြီ။ကျွန်တော်တို့မျိုးဆက်တာမှာကနောက်မျိုးဆက်အထိတော့ကျွန်တော်မတည်ဆောက်နိုင်တော့ဘူး။အပြစ်အသက်ကျွန်တော်တို့ချုပ်ညောင်းလို့သွားဖို့တောင်းရှိတဲ့ပုံမှာတော့လုံးဝဒီအထူးသဖြင့်ဒီစက်အနာရှင်စနစ်ကိုတည်ဆောက်ရှိစေမယ့်ရုပ်ောက်ပွဲမျိုးကိုတော့ကျွန်တော်တို့မဖြစ်ဖြစ်အောင်ကျွန်တော်ဟန်တာဖို့မှာကျွန်တော်တောင်းဖို့ရှိတယ်။အဲ့ဒါကိုကျွန်တော်ဆက်လက်လုပ်ဆောင်သွားမယ်ဖြစ်တယ်။2025ရွေးကောက်ပွဲကတော့ဒီဖြစ်မယ်မဖြစ်ဆိုတာတော့ဟိုအခုအတိအကျပြောလို့မရသေးဘူးเนาะတစ်ဖက်ကလည်း အတက်ခံအဖွဲ့ကလည်းဒီ2025ရွေးကောက်ပွဲကြီးရှမ်း election ဖြစ်တဲ့အတွက်ဒါကိုသူတို့ကမရမကဟို ဖြတ်မယ်လို့တော့သူတို့ကြေညာထားတယ်။နောက် KNU ဘက်ကလည်းပြောထားတာကတော့ဒီ KNU နေမင်းမှာ2025ရွေးကောက်ပွဲကိုလုံးဝအဖြစ်မခံဘူးတော့အဲ့လိုလိုပြောတာရှိပါတယ်။တိုင်းပြည်နဲ့စစ်ပွဲတွေငလျင်တဲ့သဘောဝဘေးတွေလူမှုစန့်ကျင်မှုတွေပြင်းထန်နေတာကြောင့်အာနာသိန်းစစ်ကောင်စီရွေးကောက်ပွဲဟာ မတိချမရရာ ဖြစ်နေသေးတယ်လို့တုံးတက်နေကြတာပါခင်ဗျာကျွန်တော်မောင်တူးပါလောက်လောက်ချခေါက်ဟောဟောပြီကွာချ ငလင်နောက်ဆက်တွဲပြည့်စည်သွားတဲ့တိုက်တာအဆောင်တွေရှင်းလင်းရင်းနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့တစ်ဖက်သက်ပြည့်ရက်ကာလနောက်ထပ်တလတက်တန်းထပ်တိုးလိုက်တယ်လို့ညီနောင်မဟာမိတ်သုံးဘွဲကမေလ၁ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်ငလင်ကြီးနဲ့နောက်ဆက်တွဲငလင်ငယ်တွေလှုပ်ခတ်ခဲ့တာကြောင့်လူနေတိုက်တာအဆောင်နဲ့သာသနိကအဆောင်နဲ့တမိုင်းဝင်အမွေနှစ်တွေဖယ်ရှားရှင်းလင်းဖို့နဲ့ရှောက်ဖွေကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်ညီနောင်မဟာမိတ်၃ဘွဲကဧပြီလ၁ရက်နေ့ကနေ30ရက်နေ့ထိအပြစ်ခတ်ရဲစဲရေးကြေညာခဲ့တာဖြစ်ပါတယ်။ အပြစ်ရကာလတွင်ညီနောင်မဟာမိတ်အုံပွဲနဲ့စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာခုခံကာကွယ်တုံ့ပြန်မှုကလွဲပြီးထိုးစစ်ဆင်တိုက်ခိုက်မှာမဟုတ်ဘူးလို့သိရပါတယ်ရှင်2008ခုနှစ်မေလ2ရက်နေ့မှာ AR မြို့ဝကျွန်းပေါ်ဒေသကိုနာဂစ်မုံတိုင်းဝင်ရောက်ခဲ့တာဒီကနေ့ဆိုရင်18နှစ်ရှိသွားခဲ့ပြီဖြစ်ပါတယ်။အလားတူပြီးခဲ့တဲ့ match လ28ရက်နေ့ကကြုံခဲ့တဲ့ငလင်တဘာဝဘေးဟာလည်းလူထောင်ချီတည်ဆုံးခဲ့ရတဲ့စိုးရွားတဲ့တဘာဝဘေးတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ တဘာဝဘေးအန္တရာယ်တွေကြုံကြိမ်တိုင်းမှာစစ်ကောင်စီရဲ့အမျက်ထုတ်မှုတွေနဲ့လစ်လူရှုမှုတွေကမပြောင်းလဲကြောင်းကိုရိုင်းကြုံရသူတွေနဲ့လိလာတုံးသက်သူတွေကပြောဆိုကြပါတယ်။ဒီအကြောင်းကိုမြတ်သစင်ကစုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။လူငယ်တွေ18နှစ်ကတိုက်ခိုက်ခဲ့တဲ့နာဂင်မုံတိုင်းတဘာဝဘေးကြုံခဲ့ရခြင်းနဲ့ပြီးခဲ့တဲ့လကဖြစ်ခဲ့တဲ့အင်အားပြင်းငလင်လှုပ်ခတ်ခဲ့ခြင်းဟာစစ်တပ်အာဏာအောက်မှာဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။2008ခုနှစ်မေလ2ရက်နေ့က မြန်မာနိုင်ငံကိုဝင်ရောက်ခဲ့တဲ့နာဂစ်မုံတိုင်းဟာအမြင့်ဆုံးလေတိုက်နှုန်းတနအီကို130မိုင်နှုန်းနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး ARR တိုင်းနဲ့ရန်ကုန်တိုင်းအတွင်းကလူပေါင်း2သန်း4သိန်းလောက်ကိုဆွဆွဝဝထိခိုက်ခဲ့ရပါတယ်လူတသန်းနီးပါးအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီးလူတသိန်းကျော်သေဆုံးခဲ့ရပါတယ်ဒီဖြစ်ရဆိုဟာ18နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ကိုရိုင်းကြုံရသူတွေအတွက်တော့အိမ်မဆိုးတစ်ခုဖြစ်နေတော့မှာပဲ။ အဲ့နာကိဖြစ်တဲ့ချိန်ကကျွန်တော်တို့မျိုးပေါ်မှာက9နာရီဝင်ချင်းလောက်မှာသူလေးတအားတိုင်နေတာအဲလေးတအားတိုင်တော့အဲ့ချိန်မှာဟိုကျွန်တော်တို့ကဟိုနေရီကြတော့အဲ့တော့အဆက်ပြေတော့မပြတ်သွားတော့ဆိုလေမတိလိုက်တာနေရီမှာတော့အဲ့ချိန်ကအကုန်လုံးမြုပ်သွားပြီလို့ပြောဟိုကျွန်တော်တို့အဲ့ချိန်ကလည်းပြောမယ်ဆိုကျွန်တော်တို့မျိုးပေါ်ကလည်းမိမရှိပါမရှိအကုန်ဖြစ်သွားတာပေါ့နော်ဘာမှအကုန်ပြတ်သွားတော့ဘာတတိယမှလည်းမရတော့တဲ့အချိန်ကြီးဖြစ်သွားတာပေါ့ဆိုတော့ဟိုမှာကဲစဲကြီးဘယ်နိုင်ငံကကဲစဲကြီးတခုလာဖို့အတွက်ဘယ်နေရာမှာစောင့်နေပါလိမ့်ဒါမှမပြီးမဝင်ပါဘူးဆိုတဲ့တတိယနေလည်းကြားရတာပေါ့နော် ဒီနယ်ဘက်မှာဆိုရင်လေအဲကျွန်တော်ကျ open ဆိုအမြင့်တွေအဲအမြင့်တွေကတော့ဖုံးသွားလောက်အောင်ရေတက်သွားတယ်ဆိုတာကတော့လေတော်တော်ကြီးကိုဒီဒီရောင်ကြုံခဲ့တဲ့လူတွေတော့ကတော်တော်ကိုသိပြက်စရာဖြစ်မှာဆိုတော့လေဟိုအဲ့အပြင်ပေါ်မှာနှောက်ပြီးတော့ဟိုကိုထူကိုကိုကကိုမနဲ့ကိုအသက်ရှင်ပြန်ခဲ့ရင်တော့ကဲမဲ့သူမရှိစားစရာမရှိမုံတိုင်းတိုက်ခတ်ပြီးတပတ်ကြာတဲ့အထိကဲဆယ်ရေးအစီအစဉ်တွေမစတင်နိုင်ခဲ့တာကြောင့်ဒေသခံတွေဟာအတော်ကိုဆူးရတဲ့အခြေအနေနဲ့ရင်ဆိုင်ခဲ့ကြရပါတယ် အဲ့ဒီအချိန်ကအုတ်ချုပ်ရေးအာဏာရယူထားတဲ့နာအဖစစ်အစိုးရဟာနိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေကို မုံတိုင်းပြီးသုံးပတ်အကြာမှခွင့်ပြုချက်ပေးခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိအချိန်ကာလမှာလည်းမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ In Arishdas ကခုနှစ်တသမခုနှစ်အဆင့်ရှိတဲ့ငလင်ကြီးကြောင့်မန္တလေး၊စကိုင်း၊ပဲခူး၊မကွေးနယ်၊ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာငလင်ဘေးသင့်ခဲ့ရပြီးစကိုင်းနဲ့မန္တလေးက ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေများခဲ့ရပါတယ်။နာဂင်းရဲ့ငလင်တဘာဝဘေးအတွင်းအာနာသိန်းစစ်တပ်ရဲ့လှုပ်ဆောင်ချက်တွေတုံ့ပြန်မှုတွေနဲ့ပတ်သက်ပြီးနိုင်ငံရေးလှိလာတုံ့သက်သူဒေါက်တာဆိုင်းကြည်စင်ဆိုကအခုလိုတုံ့သက်ပြောပြပါဗျာ။ I guess ဖြစ်တဲ့အချိန်မှာကုညီကယ်ဆယ်ရေးလုပ်တဲ့အချိန်မှာကျွန်တော်စစ်ကောင်စီအဲ့အချိန်ကရှိခဲ့တဲ့နာနာဖပါเนาะနာဖကသူအခုဒီဖက်ခေတ်လိုပဲလုံခြုံရေးအကြောင်းပြပြီးတော့အဲ့နိုင်ငံတကာကုညီကယ်ဆယ်ရေးဝင်မဲ့ကိစ္စကိုသူတို့ဟန်တာတယ်ပြီးတော့အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာအရက်ဘက်က ဟိုကူဖို့တုံ့ပြန်ဖို့ပေါ့နော်ကျွန်မအဲ့လိုထိန်းချုပ်တာတွေရှိခဲ့တယ်အဲ့အတွက်ကြောင့်မလို့အဲ့ထိန်းချုပ်မှုအထူးသဖြင့်အသက်ဆုံးရှုံးမှုတွေကအဲ့တုံ့ပြန်မှုနောက်ကျတဲ့အတွက်ကြောင့်မလို့အမဆုံးရှုံးတင်ပဲဆုံးရှုံးသွားရတဲ့ကိစ္စတွေရှိတယ်ခုခါကျတော့ကျွန်တော်တို့ဖြစ်တဲ့ငလျင်ကကျေပြတ်နေလို့ပြောလို့ရတယ် ကျွန်တော်ထိခိုက်မှုနှုံအားဖြင့်ကျွန်တော်တို့အာအတိုင်းတာပို့ပြီးတော့နာကိဆက်ပို့ပြီးတော့ကြီးမှအကျေပြတ်တယ်လို့ပြောလို့ရတယ်။နောက်တစ်ခုဖြစ်တဲ့အချိန်မှာပဲကျွန်တော်တို့ဒီတိုက်တိုက်ခိုက်ရေးတွေရှိနေတယ်။တဘာဝဘေးအန္တရာယ်ခံစားနေရခြင်းစစ်အာဏာရှင်တွေဟာတဘာဝဘေးဒဏ်သင့်ဒေသတွေမှာအကူအညီပေးရထက် နိုင်ငံကြီးအရာအသာစီးရယူနိုင်ဖို့ကိုသာစဉ်းစားခဲ့ကြတာလည်းဖြစ်ပါတယ်။နာကိတိုက်ခိုက်ခဲ့တဲ့2008ခုနှစ်မေလထဲမှာပဲ 2008ဖွဲ့စည်းပုံအခြေခံဥပဒေပြည်လုံးကျဆန္ဒခံယူပွဲကိုကျင်းပခဲ့ကြသလိုအခုလက်ရှိချိန်မှာလည်းစစ်ကောင်စီကငလင်ပေးတံတင့်နေခြင်းလူသားစာနာမှုအကူအညီပေးနိုင်မှုအပြစ်ခတ်ရဲစဲကြောင့်ကြီးညာထားတဲ့ကာလအတွင်းမှာပဲကိုလေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတွေလှောက်ဆောင်နေပြီးရွေးကောက်ပွဲကျင်းပနိုင်ဖို့ကသာတွင်တွင်ပြောနေတာတွေကတတ်သေးပဲဖြစ်ပါတယ်။အာနာသိန်းစစ်တပ်ဟာလူလူရဲ့ဒုက္ခတွေကိုလှစ်လျူရှုခဲ့ပြီး နိုင်ငံကြီးအရအမျက်ထုတ်ဖို့အသာစီးရဖို့ကြိုးစားခဲ့တယ်လို့ဒေါက်တာဆိုင်းကြည်စင်စိုးကဆက်ပြီးသုံးသပ်ပြောဆိုပါတယ်စစ်တပ်လို့ပြောတဲ့ institution မှာကိုကသူ့ရဲ့အဓိကအရေးအကြီးဆုံးပန်းနိုင်ကနိုင်ငံကြီး အရာအတာစီရဖို့ပြီးရင်လူတွေကို ထိန်းချုပ်ထားနိုင်ဖို့ဒီနိုင်ငံရေးအရာသတ်မှတ်ထားတဲ့နေနမိတ်အတွင်းမှာသူရဲ့အာဏာဆက်တည်မြဲဖို့ဆိုရဲကျွန်တော်တို့ပရိသတ်ဆက်နဲ့စဉ်းစားမှုအတွေးခုံမှုကအခုချိန်ထိကြံ့နေသေးတယ်လို့ပြောလို့ရတယ် အခုတည်းကျွန်တော်တို့အဲ့တိုင်းပဲကျွန်တော်တို့ဒီကုညီကယ်ဆယ်ရေးရောက်လာတဲ့အချိန်ဒီလိုနိုင်ငံတကာကြီးဟိုအာယုံကျလာတဲ့အချိန်ပြီးသွားရင်ဒီနိုင်ငံတွေကလည်းကျွန်တော်တို့အာဝိုင်းပြီးတော့စိတ်ဝင်စားနေတဲ့ဒီမြန်မာရေးပြည်တယ်ဖို့အတွက်ကြိုးစားနေကြတဲ့အချိန်မှာဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးသူ့အနေနဲ့နိုင်ငံရေးအရာအားသာချက်ဘလို့တိဆောက်လို့ရမလဲဆိုတဲ့ဟာကဦးတည်ချက်အအကြီးဆုံးဖြစ်နေတယ်လို့ကျွန်တော် ကျွန်တော်တို့ယူဆလို့ရတယ်။အဲဒီသဘောမျိုးအာနားလည်လို့ရတယ်လှုပ်ဆောင်မှုပုံစံမျိုးတွေလည်းကျွန်တော်တို့တောက်လျှောက်တွေ့နေရတယ်။နာဂိမုံနိုင်ကြောင်းထိခိုက်ခံစားခဲ့ရတဲ့ပြည်သူတွေဟာ အခုလို16နှစ်တာကြာလာခဲ့ပေမဲ့လည်းအိမ်မက်ဆိုးတွေနဲ့သာရှင်သန်နေထိုင်ကြရစေပဲဖြစ်ပါတယ်။နာဂိအတွင်းမှာထိခိုက်ခံစားရသူတွေရော အခုလက်ရှိ ငလင်ဘေးတံခံစားချရသူတွေရောပြောဆိုခဲ့ကြတာကတော့ အကူအညီတွေသာမြ мян ရခဲ့မယ်ဆိုရင်အသက်တွေထိခိုက် ဆုံးရှုံးမှုရှိမှာမဟုတ်ဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်။တကယ်ပဲရတာမြ мян ရောက်ခံခဲ့ရင်ပေါ့နော်။ဟိုတသက်ရှင်နိုင်တဲ့နောက်မြို့ပေါ်တက်လာတော့ငိုးရိုပြီးအကုန်လုံးကအော်ဟစ်ပြီးတက်လာကြတော့ဒီမိသားစုတပွဲတပြားကြီးပေါ့နော်။အဲ့ဒါအဲ့လိုမျိုးတွေအပူလိုတအားမြင်ခဲ့ရတဲ့ခါကျတော့လေဟိုဗာမျိုးကိုဒီကိုချိန်ရောက်တိုင်းလဲအများတန်းလဲဒီချိန်ရောက်တိုင်းမျိုးပေါ်မှာလဲအများဟိုသူတို့အတွက်ရည်စူးပြီးတော့အများဝေလာတို့ဘာလို့တော့လောက်ကြပါတယ်အများတန်းပဲ တော့ဒီအဖြစ်ဆိုးမျိုးကြီးကိုလေကြုံလဲမကြုံကျင်ဘူးပေါ့နော်တကယ်လို့ကြုံခဲ့ရသည်မလွှဲမတောင်းတာတဘာဝဘေးဆိုတော့ကြုံခဲ့ရမယ်ဆိုရင်တော့မှပဲပေါ့နော်အစိုးရကောင်းကောင်းလေးနဲ့တကယ်ကိုကျင်းစာတရားရှိတဲ့ဟိုဟိုအစိုးရတရားနဲ့ဆိုရင်ပေါ့နော်မတည်တင်မဲနဲ့ပြေးသွားရတဲ့လူတွေအတွက်ဒါဒါအသက်ရှင်ဝင်လေးတွေရနိုင်တာပေါ့နော်ဒီလိုပဲရှာတော့ဆိုရင်မမတို့စီကိုဝင်ခဲ့မယ်ခေါ်တယ်ဘက်ကတော့ခွင့်ပြုခဲ့မယ်ဆိုလို့ရှိရင် အဲ့မှာလူရှင်တဲ့လူအများကြီးရှိသေးတယ်။သိလား။နောက်ဆုံးထွက်လာတဲ့အေမိုးပြောကြရဲဆိုကျွန်မသမီးလေးဆိုကျွန်တော်ရဟန်းရှာတာငယ်လေးဆိုပေါပေါဆိုကျွန်မမမမလည်းကြားအီအိုနေရှာတာတဲ့။သိလား။တဘာဝဘေးအန္တရာယ်တင်ပြည်သူတွေအတွက် နိုင်ငံတကာကပေးတဲ့အကူအညီတွေကိုလည်းစစ်အာဏာရှင်အဆက်ဆက်ကအလွဲသုံးစားပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။နာကိဘေးအန္တရာယ်ခံရတဲ့သူတွေကိုပေးတဲ့နိုင်ငံတကာအကူအညီပစ္စည်းတွေကို စစ်အစိုးရကပေးတဲ့ပုံစံဖြစ်အောင်ပြုပြင်မွမ်းမံပြီးနိုင်ငံပိုင်သတင်းဌာနတွေကနေဘိုးချုပ်ကြီးဦးတန်းရွှေကဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်းတွေကိုခန်းသားတွေနဲ့လွှဲပြောင်းပေးနေတာတွေကို ထုတ်လွှင့်ခဲ့ကြတယ်လို့ AP သတင်းဌာနကဖော်ပြခဲ့တာရှိပါတယ်။ဒီအခြေအနေဟာလက်ရှိငလင်သဘာဝဘေးမှာလည်းမပြောင်းလဲပဲဆက်ဖြစ်ခဲ့ပါတယ်။ ယူအန်ကကားရီယာလာရောအမထင်တာကအဲ့ဒီငလင်ဆူဆူဝါးဝါးလှုပ်သွားတယ်ပြက်စီးသွားတယ်ရက်ကွက်မှာပစ္စည်းတစ်ခါနဲ့ဝေမယ်လို့ထင်တာကားရီကောင်ကအဲ့ဒီအုတ်ချုပ်ရည်မှုယုံနေမှာဖြင့်အခုထီနော်အဲ့ဒီရက်ဖြင့်တဲလေးဘယ်သူမှမရဘူးဒီမျိုးပေါ်ကရက်ကွက်အုတ်ချုပ်ရည်မှု6ယောက်တပိုင်တနိုင်ရှိတန်းဆက်တယောက်တစ်လုံးရတယ်ဒါပဲကျန်တာတွေအကုန်လုံးခုထီအုတ်ချုပ်ရည်မှုယုံနေပဲအင်အားပြင်းငလင်လှုပ်ခတ်ပြီးနောက်ပိုင်းစစ်ကောင်စီကနေတဆင်ငလင်တန်တဲ့ဒေတာတွေအတွက်နိုင်ငံတကာက အလှငွေစုစုပေါင်း292.89တန်းလောက်လှူဒန်းပေးတာတွေရှိခဲ့တယ်လို့ DVB ကကြောက်ယူရရှိထားတဲ့ဈေးတွေအရသိရပါဗျ။ DVB data တင်းကကြောက်ယူထားတဲ့ဈေးတွေအရတော့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့သကိုင်းငလင်းကြီးကြောင့်တည်ဆုံးခဲ့သူပေါင်း4400ကျော်ရှိပြီးထိခိုက်ဒဏ်ရာရရှိသူကတော့11000ကျော်ရှိတယ်လို့ငလင်းပေးတဲ့သူကတော့1.4မီလီယံရှိပါတယ်။ နေအိမ်အဆောက်အုံပေါင်း9500ကျော်ပျက်စီးခဲ့ပြီးဘာသာရေးအဆောက်အုံလန်ဒါလာစတဲ့အထွေထွေပျက်စီးမှုတွေရဲ့ပျက်စီးဆုံးရှုံးမှုတန်ဖိုးကတော့ American Dollar 1.9ဘီလီယံရှိပါတယ်။ကျမမျက်သစင်ပါရှင်။ ပြီးနိုင်ငံတကာသတင်းကိုတင်ဆက်ပေးပါမယ်။တောင်ကိုရီးယားသမရဟောင်းယွန်းဆိုယိုရဲ့ကိုပိုင်နေအိမ်ကိုအစိုးရရှိနေတွေကရှာဖွေလှုပ်ဆောင်နေကြောင်းသတင်းတွေထွက်ပေါ်နေရကြောင်းအေဘလာ30ရဲ့ဗုဒ္ဓဘူးနေ့မှာရဲတွေဟာဆိုမျိုးရှိသမရဟောင်းယွန်းရဲ့နေအိမ်ဒီမှာလုံခြုံရေးကိုတိုးမြင့်ချထားခဲ့ပါတယ်။အစိုးရရှိနေတွေဟာဘာသာရေးပုံကိုယ်တွေပါဝင်ပတ်သက်နေတဲ့ဩဇာလွှမ်းမိုးချဲ့လက်မှုကိစ္စမှာအရင်သမရဟောင်းနဲ့ဇနီးဖြစ်သူ ခင်ကွမ်းကီယူရိုနဲ့ပတ်သက်ဆက်နွယ်မှုရှိကြောင်းညွှန်ပြနေတဲ့ဆာရွက်စာရန်နေနဲ့တပ်တေပစ္စည်းတွေကိုရှာဖွေခဲ့ကြကြောင်းတောင်ကိုရီးယားယွန်ဟတ်သတင်းဌာနမှပြောကြားခဲ့ပါတယ်။စုံစမ်းစစ်ဆေးရေးမှုတွေဟာခြံဝင်းထဲကိုဝင်ရောက်သွားခြင်းရှိမရှိရှင်းရှင်းလင်းလင်းမသိရသေးကြောင်းယွန်ဟတ်ကဆိုပါတယ်။ သမရဟောင်ယွန်းဟာမနစ်ကနောက်ပိုင်းမှာစစ်အုပ်ချုပ်ရေးကြီးညာဖို့ကြိုးပမ်းတာကြောင့်အေဘလတ်၄ရက်နေ့ကယာရုကနေဖယ်ရှားခံခဲ့ရပြီးဒီဇင်ဘာလ၁၄ရက်နေ့မှာပါလီမန်ကဆွတ်ဆွဲပြစ်တင်ခံရပြီးတဲ့နောက်မှာသမရအိမ်တော်ကိုရှာဖွေခြင်းနေတဲ့စုံစမ်းရေးမှုတွေရဲ့ကြိုးပမ်းမှုကိုသမရဟောင်ယွန်းကလုံခြုံရေးနဲ့လှုပ်ဝက်ပစ္စည်းများကာကွယ်ခြင်းဆိုင်ရာအကြောင်းပြချက်တွေကိုကိုးကားပြီးညှင်းဆန်ခဲ့ပါတယ်ရှင်ဆလဘီအားကစားသတင်းကိုတင်ဆက်ပေးပါမယ် စပားသင်းဟာနှစ်ပေါင်း52နှစ်တွင်ပထမအဆုံးချိန်ဥရောပဖလားရရှိဖို့မျှော်လင့်ချက်ရှိလာခဲ့ပါတယ်။နော်ဝေကလပ်ဘိုတိုကလပ်နဲ့ယူရိုပါလိစီမီဖိုင်နယ်မှာ3ဂိုးတဂိုးနဲ့အနိုင်ရခဲ့တဲ့စပားသင်းဟာဒုတိယအကြော့ကြံသေးပေမဲ့ဘောလုံးပွဲတက်ဖို့အခွင့်အလမ်းကောင်းသွားခဲ့တာပါ။စပါတင်နေနဲ့ဝေးကွင်းမှာမြက်ခင်းတူကွင်းအတွင်းကစားခဲ့ရပေမဲ့အနိုင်ရလက်ရရှိခဲ့တဲ့အတွက်ဝမ်းမြောက်မိပြီးစပါတင်နေနဲ့ယူရိုပါလိမှာအခြေအနေဆိုးတွေကိုရင်ဆိုင်ပြီးကြော်ဖြတ်နိုင်ခဲ့တာဖြစ်ကြောင်းနီးပြပိုတီကိုကလူကပြောပါတယ် သူဟာပရီးမီးယားလီဂရလတ်ဆိုးတွေကြောင့်ထုတ်ဖယ်ခံရဖို့နှိစက်သူဖြစ်ပြီးယူရိုပါလိဖလားရယူနိုင်မယ်ဆိုရင် အသင်းမှာဆက်ရှိသွားဖို့ရှိပါတယ်။စပါတင်ဟာယူရိုပါလိဘောလုံးပွဲမှာပြည်ရင်းပြိုင်ပတ်မှန်ယူသင်းနဲ့ရင်ဆိုင်ရဖို့ရှိနေပြီး1983-84ရာသီမှာယူရိုပါလိဖလားရရှိခဲ့ပြီးတဲ့နောက်ပိုင်းပထမဦးဆုံးချိန်ဥရောပဖလားရယူနိုင်ဖို့မျှော်လင့်ချက်ရှိလာခဲ့တာဖြစ်ပါတယ်ရှင်။ ဒီ VV ရုပ်မြင်သံကြားရဲ့နေ့လယ်2နာရီသတင်းတွေကိုတိုက်ရိုက်ရှုစားခဲ့ရတာပါညနေ4နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတင်ဆက်ပေးပါမယ်ကျမကတော့ဒီဇူလိုင်မှာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်